င်္ဂလာပါရှင်။တန်လွင်ထိုင်းရဲ့တနေ့တာနောက်ဆုံးရသတင်းများစုစည်းမှုအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ကျမချီလီပါ။ဒီကနေ့2025ခုနှစ်ဇွန်လ3ရက်နေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ TNL ထိန်းချုပ်ဒေသမှာမြေမြုပ်မိုင်းကြောင့်ရပ်သားနှစ်ဦးသေဆုံးတဲ့သတင်း။တပ်ပြေးရဲဘော်5ဦးကိုအရေးယူမယ်လို့ MLA ကြေညာတဲ့သတင်း။နိုင်ငံတော်မှာတလအတွင်းရပ်သား150ကျော်သေဆုံးတဲ့သတင်းအပါအဝင်နိုင်ငံတကာသတင်းမှာတော့ ထိုင်းနယ်နယ်စပ်အငင်းပွားမှုကမ္ဘောဒီးယားက ICJ တို့တိုင်ကြားတဲ့အကြောင်းတို့ကိုတင်ဆက်ပေးပါမယ်ရှင်။တောင်မျိုးသားလျှောက်ရေးတမတော်ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာတလအတွင်းစစ်ကောင်စီရဲ့လက်ကျန်မိုင်းတွေကြောင့်ရပ်သားပြည်သူ၂ဦးသေဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကဂျွန်လ၂ရက်နေ့မှာထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့မေလ9ရက်နေ့က တီဘောမြို့နယ်ကုံစုံကြီးရွာမှာနေထိုင်တဲ့အသက်32နှစ်အရွယ်ဦးအိုက်လောင်ဟာစစ်ကောင်စီရဲ့ခလာရ23တပ်စခန်းဟောင်းအနီးထင်းသွားခွေရမှမိုင်းနှင်းမိပြီးညာဘက်ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။အလားတူမေလ10ရက်နေ့ကလည်းကွန်ဆန်လေးကြီးရွာမှာနေထိုင်တဲ့အသက်32နှစ်အရွယ်ဦးအိုက်ကျော်ဟာခမရ903တပ်စခန်းဟောင်းအနီးမှာအပေါ်သွားချိန်မိုင်းနှင်းမိပြီးခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့တယ်လို့ DNA တွေကထုတ်ပြန်ထားပါတယ်။ မေလ15ရက်နေ့မှာလေမူဆယ်မြို့နယ်မိုင်းယူ105တုံခန့်ကြီးရွာမှာနေထိုင်တဲ့အသက်40နှစ်အရွယ်ဥမှန်ဖာဒူးဟာနွားကြောင်းနေချိန်အတွင်းအနာယူချိန်မိုင်းကိုဖိမိပြီးပောက်ကွဲကပွဲချင်းပြီးတိဆုံခဲ့ပါတယ်။မေလ24ရက်နေ့ကလည်းမိုးကုတ်မြို့နယ်မှာအသက်25နှစ်အရွယ်မိုင်းအောင်အောင်ဟာစစ်ကောင်စီရဲ့မိုးကုတ်ပြူဟာလောက်ခံတရင်တိလေးရှစ်တပ်စခန်းဟောင်း9မိုင်ကိန်းအရှိမှာမိုင်းနစ်မိပြီးတိဆုံခဲ့တယ်လို့သိရပါတယ်။ မေလ29ရက်နေ့ကလည်းနမ်ခမ်းမြို့နယ်ကောင်းဝိုင်းကြီးရွာမှာနေထိုင်တဲ့အမျိုးသားတူဟာမီးသွေးသွားကြည့်ချိန်ဟိုပေါ်အထက်ကြီးရွာအနီးမှာမိုင်းတလုံးကိုနင်းမိပြီးညာဘက်ခြေောက်တစ်ဖက်ဆုံးရှုံးသွားခဲ့တယ်လို့ဖော်ပြထားတာပါပြီးခဲ့တဲ့ဧပြီလကလည်းစစ်ကောင်စီရဲ့ဆွန့်လွတ်မိုင်းကြောင့်ပြည်သူလူထုတအူးတေဆုံပြီးခလေးပါအဝင်၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ထံကသိရပါဗျာ ဝင်ပြည်လမြောက်ရေးတပ်တော် MLA မှာရဲဘော်5ဦးဟာတာဝန်ထမ်းဆောင်နေချိန်အတွင်းတပ်ဆိုင်တဲ့အထက်အရာရှိတွေကိုသတင်းပေးပို့ခြင်းမရှိဘဲတာဝန်ကျရာနေရာကနေစွန့်ခွာထွက်ပြေးခဲ့တယ်လို့ဂျွန်လာ3ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ဒီသတင်းကိုတော့အင်မီကတင်ဆက်ပေးထားပါတယ်။ထွက်ပြေးသူတွေရဲ့အမည်ကိုပိုင်မတ်အသက်နဲ့တာဝန်တွေကိုဖော်ပြထားပြီးရဲဘော်မျိုးဟင်းခိုင်ခကြောင်းသားရဲဘော်စန်းနိုင်လင်းရဲဘော်တန့်စင်သူရဲဘော်မောင်ပိုင်နဲ့ရဲဘော်အောင်ဆန်းမိုးခပညာတို့ဖြစ်ပါတယ်။ သူတို့တွေဟာတတ်မှတ်ထားတဲ့တက်တွင်းစည်းကမ်းဥပဒေကိုလိုက်နာခြင်းမရှိဘဲသုံးကရှေ့တန်းမှာတာဝန်ထမ်းဆောင်ရာကနေထွက်ပြေးသလိုတဦးကလည်းနောက်တန်းစကမ်းမှာတာဝန်ချိန်တွင်ထွက်ပြေးတာပါကျန်တဦးကတော့တက်တော်ပိုင်းဆိုင်ကယ်ကိုယူဆောင်ပြီးစကမ်းဆွန့်ခွာသွားတာလို့သူပြင်ချင်မှာပေါ်ပြပါတယ်တပ်ဖွဲ့ဝင်အားလုံးဟာမိမိတာဝန်ကြရာနေရာကနေထက်ရာရှိတန်းတရင်ဖို့တင်ပြခြင်းခွင့်ပြုချက်တောင်းခြင်းမရှိဘဲဆွန့်ခွာထွက်ပြေးတာဟာစစ်ပြေးမှုမြောက်တဲ့အတွက်တက်တွင်းဥပဒေတိုင်း ရေးယူခံရမယ်လို့အမန်လီကဆိုပါတယ်။အခုလိုစစ်ပြေးမှုထင်ရှားတဲ့ရဲဘော်၅ဦးပါဝင်ပတ်သက်တဲ့ပြည်ပခါတွေနဲ့လူမှုရေးကိစ္စဝဝဖြစ်ပွားလာရင်ဝန်ပြီးလူမျိုးရေးတက်တော်အမန်လီဟာတာဝန်ယူဖြည့်ရှင်းပေးမှာမဟုတ်လို့ပြည်သူနဲ့တကွတော်လိုင်းအင်အားစုတွေကိုအသိပေးထားတာပါ။ MLA ဟာမွန်ကရင်နေဆက်ဒေသတွေပါဝင်မွန်ဒေသတွင်းမှာလည်းအခြားသောမဟာမိတ်တပ်ဖွဲ့တွေနဲ့စီးရေလှုပ်ရှားနေပြီးဖွဲ့စည်းလိုက်တဲ့ ရံမြမွန်တက်တော် RMA မှာမွန်ပြည်သက်ပါတီ AD ရဲ့တပ်ဖွဲ့နဲ့အတူပူးပေါင်းထားတာဖြစ်ပါတယ်။နိုင်ငံတော်မှာပြီးခဲ့တဲ့မေလအတွင်းဒီမိုကရေစီလှောက်ရှားသူတွေအပါအဝင်အရသာပြည်သူစုစုပေါင်း152ဦးသေဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ကဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်ထားပါတယ်။ဒီသတင်းကိုတော့ယွန်းကြည်ပြားကပြောပြပေးမှာဖြစ်ပါတယ်။ အဲ့ဒီထဲမှာဖန်ဆီးခံရပြီးတဲ့နောက်စစ်ကောင်စီလက်ချက်နဲ့အကြောင်းမျိုးမျိုးကြောင့်တေဆုံးခဲ့ရသူ14ဦးပါဝင်တယ်လို့ဆိုပါတယ်။အာဆီယံအနေနဲ့စစ်ကောင်စီကိုအာဆီယံသဘောတူညီချက်၅ချက်လိုက်နာဖို့တိုက်တွန်းနေပေမယ့်စစ်ကောင်စီကတော့အပြစ်မဲ့အရသာပြည်သူတွေနဲ့ចောင်းသားတွေကိုပါလေကြောင်းတိုက်ခိုက်မှုတွေစတိုက်ကျူးလွန်နေတာကိုတွေ့ရတယ်လို့ AABB ကဆိုပါတယ်။ဒီလိုကျူးလွန်နေတာကဆီယာဆိုးမှုတွေကိုကျူးလွန်ရာရောက်နေပြီးပြည်သူတွေအနေနဲ့စစ်ကောင်စီကိုခွင့်လွှတ်ပေးဖို့ပုံမခက်ခဲလာတဲ့အပြင် ြန်မာနိုင်ငံရဲ့ပြည်ထနာဟာနိုင်ငံတွေနဲ့မှာပဲရပ်တန့်နေတာမဟုတ်ဘဲအရင်းချင်းနိုင်ငံတွေကိုပါပြန့်နှံ့နေတယ်လို့သတိပေးထားပါတယ်။အာဆီယံနဲ့မြန်မာနိုင်ငံအတိုင်းဝန်အနေနဲ့အခုလိုဆက်လက်ကျူးလွန်နေတာကိုအမြန်ဆုံးရပ်တန့်အောင်နှီးလန်းရှာဖွေရမှာစစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံခြင်းကစစ်ကောင်စီကျူးလွန်နေတဲ့ရာဇဝမှုတွေကိုအားပေးခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကနေ2025ခုနှစ်ဇွန်လ2ရက်နေ့အထိစစ်ကောင်စီလက်ထက်ကြောင့်ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ပြည်သူ6865ဦးတေဆုံးခဲ့တယ်လို့သိရပါဗျ။ထိုင်းနယ်နေဆက်အငင်းပွားမှုကမ္ဘောဒီးယားက ICJ တို့တိုင်ကြားလိုက်ပါတယ်။ဒီသတင်းကိုတော့ WiFi ကတင်ဆက်ပေးသွားပါမယ်ရှင်။ မကြသေးခင်ကဖြစ်ပွားခဲ့တဲ့နယ်စပ်ပစ်ခတ်တိုက်ခိုက်မှုအတွေ့ကမ္ဘောဒီးယားစစ်သားတအူးတေဆုံးခဲ့ပြီးတဲ့နောက်ထိုင်းနဲ့နယ်စပ်ညင်းပွားမှုကိုနိုင်ငံတကာတရားရုံး ICJ ထံတိုက်ကြားထားကြောင်းကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကစွန်နှစ်ရက်မှာပြောကြားလိုက်ပါတယ်။နယ်စပ်မှာမကြေးရမသေးချာမှုနဲ့ပတ်သက်လို့နောက်ထပ်တိုက်ခိုက်မှုမဖြစ်ပွားစေရေးအဲ့ဒီကိစ္စရပ်တွေကိုထိုင်းကကမ္ဘောဒီးယားနဲ့ပူးပေါင်းပြီး ICJ မှာဖြေရှင်းဖို့မိမိတို့မျှော်လင့်ကြောင်းဝန်ကြီးချုပ်ဟွန်မာနက်ကလွှတ်တော်မှတ်တင်တဲ့တွေ့ဆုံချိန်မှာပြောကြားခဲ့တာပါ။ အိန္ဒိယနှစ်နိုင်ငံကြား2008ခုနှစ်ကစေပဋိပက္ခဖြစ်ပွားပြီးတဲ့နောက်နှစ်များစွာကြာအောင်ပြတ်တောင်းပြတ်တောင်းတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့လူ28ဦးသေဆုံးခဲ့ရပါတယ်။ကမ္ဘောဒီးယား၊ထိုင်းနဲ့လာအိုလိုဆုံရမြတ်တရီကန်ဒေသမှာထိုင်းစစ်သားတွေနဲ့ကမ္ဘောဒီးယားစစ်သားတွေမင်း28ရက်ကအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးတော့ကမ္ဘောဒီးယားစစ်သား2ဦးသေဆုံးခဲ့ရပါတယ်။မိမိတို့ရန်စမှုမရှိဘဲတက်ခိုက်ခံရတဲ့ဖြစ်ရပ်ကိုချက်ချင်းနှံ့နှံ့ဆက်ဆက်ဆုံးဆန်းစစ်ဆေးရေးကမ္ဘောဒီးယားနိုင်ငံသားဝင်ကြီးဌာနကဖနမ်ပင်မှာရှိတဲ့ထိုင်းတန်ယုံတို့စာရေးသားပေးဖို့တောင်းဆိုခဲ့ပါတယ် ခိုင်းစစ်သားတွေရဲ့လုပ်ရဟာကမ္ဘောဒီးယားချုပ်ချာအာဏာကိုချိုးပေါက်တာဖြစ်ကြောင်းနဲ့တတမန်ရေးအရငင်းချန်းစွာဖြည့်ရှင်ရေးကတိပြုထားကြောင်းကမ္ဘောဒီးယားကပြောပါသည်။အဲဒီကိစ္စကိုထိုင်းက ICJ မှာဖြည့်ရှင်ဖို့သဘောမတူဘူးဆိုရင်ကမ္ဘောဒီးယားအနေနဲ့အဲ့ဒီတရားရုံးမှာတိုင်ကျက်ဖွင့်သွားမှာဖြစ်တယ်လို့ဝန်ကြီးချုပ်ဟွန်မာနက်ကပြောလာတာပါ။နေဆက်အငင်းပွားမှုဟာနိုင်ငံစလုံးမှာရှိတဲ့အစွန်ရအုပ်စုငယ်လေးတွေရဲ့သွေးတိုးလုံးဆောင်မှုကြောင့်ဖြစ်ရတာဖြစ်ပြီးတော့နောက်ထပ်တိုက်ခိုက်မှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ဟွန်မာနက်ကပြောပါသည်။ ခုလိုပြောဆိုချက်နဲ့ပတ်သက်လို့ထိုင်းနိုင်ငံသားရေးဝန်ကြီးဌာနကမှတ်ချက်မပေးသေးပါဘူး။ကမ္ဘောဒီးယားစစ်တပ်ကသူတို့စတင်တိုက်ခိုက်ခံရတာဖြစ်တယ်လို့ပြောကြပြီးတော့ထိုင်းစစ်တပ်ကတနက်နက်ပြစ်ခတ်မှုကိုတုံ့ပြန်ပြစ်ခတ်ခဲ့တာဖြစ်တယ်လို့ပြောပါရီ။နောက်တစ်ရက်မှာတော့ကမ္ဘောဒီးယားစစ်ဦးစီးချုပ်နဲ့ထိုင်းစစ်ဦးစီးချုပ်တို့တွေ့ဆုံပြီးတော့တင်းမာမှုလျှော့ချဖို့သဘောတူခဲ့ကြပါသေးတယ်။ နထိုင်းရဲ့နောက်ဆုံးရသတင်းစုစည်းမှုပေါ့ကတ်အစီအစဉ်ကိုတော့အပတ်စဉ်အင်ကဇာတာပရီစနေနေ့ညနေ6နာရီအချိန်တိုင်းမှာနားတော်တာဆင်နိုင်ပါတယ်။သနထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကိုတော့ Facebook, Telegram, Instagram, X သနထိုင်းရဲ့ website စာမျက်နှာနဲ့သနထိုင်း application တို့မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။သနထိုင်းရဲ့နောက်ဆုံးရသတင်းထုတ်လွှင့်မှုကိုနားတော်တာဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။